2028ဥရောပဆုံးကမ္ဘာဖလားရှည်စစ်ပြိုင်ပွဲရဲ့ဒီညမှာကံပဲအကြိုက်ဆုံးပွဲဖြစ်တဲ့ဂျာမနီအသင်းနဲ့ဒါလူစင်ဘက်အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ခမ်းမသုံးသပ်ပြီးတော့မှဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့ဂျာမနီအသင်းရဲ့လက်တလော့ရှည်စွမ်းပိုင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်နောက်ဆုံး၅ပွဲမှာဒါ၃ပွဲနိုင်၃ပွဲသေး၃ပွဲရှုံးနေဒါကောင်းမွန်တဲ့ရှည်စွမ်းကိုပြသထားတယ်။ထိတ်တဲတွေးဆုံမှုပါဆိုရင်တော့ဒါဂျာမနီနဲ့လူစင်ဘက်ဒါ၃ပွဲသာတွေးခဲ့ပြီးတော့ဂျာမနီအသင်းကဒါ9-3ညနဲ့ဒါ9ပြတ်အနိုင်ရရှိခဲ့တယ်။ ဂျာမနီအိမ်ခွေးမှာကစားတဲ့ပွဲတွေမှာဆိုရင်ဒါဂိုးသွင်းတော့ကောင်းမွန်တာတွေ့ရတယ်ကျွန်တော်ဒီပွဲဟာဒါဂျာမနီရဲ့အိမ်ခွေးမှာကစားမှာဖြစ်လို့ဒါပို့ပြီးတော့ဂျာမနီအသင်းတွေအသာချက်ရှိနိုင်ပါတယ်ကျွန်တော်လူစင်ဘတ်ဟာနောက်ဆုံး၅ပွဲမှာဒါတပွဲနိုင်တပွဲတရေဒါ၃ပွဲရှုံးပြီးတော့ရှေ့သွန်းကျဆင်းနေတာတွေ့ရတယ်လူစင်ဘတ်ကဒါအဝေးကွင်းပွဲတွေမှာဆိုရင်ဒါရှေ့သွန်းကျဆင်းတာပို့ပြီးတော့တွေ့ရပါတယ်ဂိုးပေးတာလည်းများပါတယ်လူစင်ဘတ်နိုင်ခဲ့တဲ့ပွဲတွေကလည်းဒါ စတိန်လိုတာအသင်းငယ်တွေကိုသာတန်းနိုင်ခဲ့တာကျွန်တော်တွေ့ရပါတယ်ဒီပွဲစဉ်မှာဆိုရင်ဒါအင်ဂရင်းပြိသက်အားပေးမှုမှုနဲ့အတူတားရွှေစန်းပိုင်းရောကစားသမားစွန့်ရီပိုင်းမှာပါဒါဂျာမနီအသင်းကဒါလူစင်ဘက်အသင်းတန်းပုံမူတာလွန်ကောင်းမွန်နေတာကျွန်တော်တို့တွေ့ရတယ်။ခမရလက်အနေနဲ့တော့ဂျာမနီအသင်းကပဲအဲနှစ်ကိုးအသာလောင်းနဲ့ဒါအနိုင်ရရှိသွားမယ်လို့တော့ကျွန်တော်တို့အဲထင်မြင်ယူဆပြီးပါတယ်။ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်ခြေတန်းရအောင်ကျွန်တော်တို့သွားကြည့်လိုက်အောင်။ ဂျေးတန်းမှာဆိုရင်ဒါ3 minus 10ဂျေးနဲ့ဒါဂျာမနီအသင်းကပဲကြီးကျော်ပေးထားတာဖြစ်တဲ့အတွက်ဂျေးတန်းရမှာဆိုတော့ကျွန်တော်လူစင်ဘတ်ဒါဘော်ဒီကိုကျွန်တော်ရွေးချယ်ထားပါတယ်။ဘာကြောင့်လဲဆိုတော့ဒါလူစင်ဘတ်အသင်းအတန်းနောက်ဆုံးဒီကန်ခဲ့တဲ့ပွဲတွေမှာဆိုရင်ဒါခန်စစ်ပိုင်းကိုပို့ပြီးတော့ဒါအသားပေးပြီးတော့ကစားလာတာတွေ့ရတယ်။အရင်ပွဲတွေလောက်တော့ဒါဂိုးအများကြီးမပေးရဘူးလို့တော့ကျွန်တော်တို့ထင်မြင်ယူဆမိတယ် ဒီလူစင်ဘက်ရဲ့ဒါနီးပြကလည်းဒီပွဲစဉ်မနီမှာဆိုတော့ပေါ့နော်ဒါရှုံးပွဲများလာတာဖြစ်တဲ့အတွက်ဒါအကောင်းဆုံးတော့ဒါပြင်ဆင်လာလိမ့်မယ်လို့တော့ကျွန်တော်တို့ယုံကြည်တယ်ဟုတ်ကဲ့ပါကျွန်တော်ဒီပွဲစဉ်မှာဆိုရင်တော့လူစင်ဘက်ဘော်ဒီကိုပဲကျွန်တော်ရွေးရှယ်ထားပါတယ်ဟုတ်ကဲ့ပါအချိုက်တူတဲ့ညီကိုတွေအတွက်ဖြစ်ပါတယ်အချိုက်မတူတဲ့ညီကိုများလည်းလွတ်လပ်စွာဘက်ကန်နိုင်ပါတယ်ကျွန်တော်လည်းကိုကြိတ်ပါအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းမခြင်းတွေနဲ့ပြည့်စုံနိုင်ပါစေလို့ကျွန်တော်ကိုကြိတ်ဆုတောင်းပေးလိုက်ပါရစေ။